ဟယ်လိုအရှင်ဒီအောင်မြင်ထားတဲ့မြန်မာကျောင်းသူကျောင်းသားတွေအတွက်ကျောင်းလာကမြန်မာငွေ300ကျော်ထိတက်တာပြီးတော့ကြတော့မှာ UK ထိပ်တန်းတက္ကသိုလ် Northumbria University ရဲ့ဖွဲ့ဒီဂရီကိုရယူနိုင်မယ့်အကြောင်းဒီဗီဒီယိုမှာပြောပြပေးသွားပါမယ်။အရှင်ဒီအောင်မြင်ထားပြီးတဲ့ကျောင်းသူကျောင်းသားတွေအနေနဲ့ကိုဆက်ပြီးတော့ကြတော့မှာတက်ရောက်မယ့် Bachelor Degree ကို စင်ပေါ်နိုင်ငံမှာတက်ပြီးတော့ကြတော့မှာလည်းရယူခြင်းနဲ့အထပြင်နိုင်ငံတကာအသိမှတ်ပြုဖွဲ့ဒီဂရီကိုလည်းအချိန်တိုအတွင်းမှာလည်းတက်ရောက်ရယူခြင်းနဲ့ ။ဒါဆိုလို့ရှိရင်တော့ UK ထိပ်တန်းတက္ကသိုလ် Northumbria University ရဲ့ Bachelor Degree ကိုစင်ကာပူနိုင်ငံမှာရှိတဲ့ထိပ်တန်းကျောင်း Kaplan Higher Education Academy မှာအချိန်16လပဲတက်ရောက်ပြီးတော့ကျတော့မှရယူနိုင်မှာဖြစ်ပါတယ်။အနည်းဆုံးအကြောင်းဖွင့်ချိန်က September အကြောင်းဖွင့်ချိန်ဖြစ်ပြီးတော့ဒီ September အကြောင်းဖွင့်ချိန်ကိုရှောက်ထားမဲ့အကြောင်းကြောင်သားတွေအနေနဲ့ကျောင်းလာကမြန်မာငွေ300ကျော်အထိတက်တာဝင်ကိုလည်းရရှိနိုင်မှာဖြစ်ပါတယ်။ဒါဆိုရင်ဘယ်လိုမျိုးပွဲဒီဂရီကိုရှောက်ထားရယူနိုင်မှာလဲ UK ထိပ်တန်းတက္ကသိုလ် Northumbria University ရဲ့မှာ Global Business Management, Human Resource, Logistics and Supply Chain Management, International Tourism, Hospitality and Event စတဲ့ Bachelor Degree ကိုအချိန်တိုအတွင်းမှာတက်ရောက်ရယူနိုင်မှာပဲဖြစ်ပါတယ်။အရှင်ဒီအမြင်ထားပြီးတဲ့ကျောင်းသူကျောင်းသားတွေအနေနဲ့ကျောင်းလျှောက်ထားတဲ့ application အတွက် academic requirement အနေနဲ့ကတော့ဟုတ်ပြီး english requirement အတွက်ရောဘာတွေပြင်ဆင်ထားရမလဲ အရှင်ဒီအောင်မြင်ထားပြီးတဲ့အကြောင်းသူကြောင့်သားအနေနဲ့ English requirement အတွက် IELTS တွေထပ်ပြီးတော့ကြတော့မှပြင်ဆင်စရာမလိုဘူးအရှင်ဒီရဲ့မှာ median တော့ instruction MOI letter နဲ့ English requirement ကိုရှောက်ထားနိုင်မှာဖြစ်တာကြောင့်မလို့အဲ့ဒီအတွက်စိတ်ပူစရာမလိုပါဘူး ဒါကြောင့်အနည်းဆုံးစက်တင်ဘာအကြောင်းဖွင့်ခြင်းကိုရှောက်ထားခြင်းနဲ့အကြောင်းကြောင်းသားတွေအနေနဲ့ကြောင်းရှောက်ထားဖို့အတွက်လိုအပ်တဲ့ပြင်ဆင်မှုတွေကိုအသေးသေးသိရှိနိုင်ဖို့ Stereo Information Center ကိုဆက်သွယ်မေးမြန်းဆုံသနိုင်ပါတယ်ကျွန်တော် Stereo Information Center ကိုဆက်သွယ်နိုင်မယ့်ဖုန်းနံပါတ်ကိုလည်းဒီဗီဒီယိုရဲ့ comment မှာချထားပေးပါမယ်အားလုံးကိုကျေးဇူးများတင်ပါတယ်